စွမ်းတကူဆိုတာနေရာတကာတိုင်းမှာရှိတယ်။အဲ့တော့သာဝေချမ်းသံဃာမှာအစွမ်းတကူ10မျိုးဆိုတာရှိတယ်နော်။အစွမ်းတကူ10မျိုးဆိုတာနံပါတ်1ကဘာလို့ဆိုရင်အဋ္ဌာဏ80သာဝေမှာ80 10ပါလို့လည်းပြောတယ်။80ကိုပမာလောကတကူလို့ပဲပြန်တယ်။ literal meaning စကလုံးကပြောတဲ့အဋ္ဌိတွေကတော့ပြည့်စုံခြင်းလို့ဒီလိုလေးပဲညာ လူကျင်တာဖြစ်တာစွမ်းတကူဆိုတာကိုဖြစ်စေချင်တာဖြစ်အောင်လုပ်နိုင်တာအစွမ်းတကူခေါ်တာပေါ့ကိုဖြစ်ချင်တာဖြစ်အောင်လုပ်တယ်အဲ့ဒီမှာအဋိဋ္ဌာဏဆိုတာအဋိဋ္ဌာဏလိုက်တယ်ဥပမာတယောက်ကတထောင်ဖြစ်အောင်အဋိဋ္ဌာဏဒါအစွမ်းတကူတစ်ခုပဲကြည့်လေရှင်းစုလပံကနေပြီးတော့သူရဟန္တာဖြစ်တဲ့အခါကျတော့ စွန်းစားလိုက်ဖို့ရသူမလိုက်မသွားရအကြောင်းမှသူတပါးလဲကြံ့တယ်။အိမ်မြတ်စွာဘုရားကအကြောင်းမှယဟန်တပါးရှိတယ်လို့သွားပင့်ညီအောင်လို့ဆိုပြီးတော့ခိုင်းလိုက်တဲ့အခါမှာသူ့ရဲ့နောင်တော်မဟာပန္နကကမရှိတော့ပါဘူးဖရာလို့ရှောက်တယ်။အဲ့ဒီအတန်ကိုသူကကြားတဲ့အခါအကြောင်းမှယဟန်နေရှိကြောင်းသူပြမယ်ဆိုပြီးတော့ယဟန်တထောင်ဖန်ဆင်းထားလိုက်တာ။ အဋ္ဌံလိုက်တာတယောက်ကနေပြီးတော့တထောင်ဖြစ်ပါစေဆိုပြီးတော့အဋ္ဌံလိုက်သူ့ရဲ့အဋ္ဌံရဲ့အတိုင်းပဲရဟန်းတထောင်ရဟန်းတထောင်ကလည်းကြည့်တချို့ကတပြက်စီးလဲနေတယ်တချို့ကရေခတ်နေတယ်တချို့ကသင်္ကန်းချုပ်နေတယ်တချို့ကတရားထိုင်နေတယ်ကျောင်းဝင်းကြီးတဝင်းလုံးဟာရဟန်းတထောင်နဲ့ပြည့်ဆုံးသာလာပိတ်တဲ့လူကနေပြီးတော့လာပိတ်တဲ့အခါ ဝါတပားပဲပင်ခိုင်းတာဒီကြတော့တထောင်ဆိုသူမပင်ရဲဘူးပေါ့မပင်ရဲတော့ပြန်ပြေးပြီးတော့သွားပြီးတော့ရှောက်တဲ့အရှင်ဘုရားရဲ့ယဟန်တပားမကောင်တထောင်တော်ရှိနေတယ်ဆိုတာဒါဖြင့်စုလပန်ဆိုတဲ့ကိုယ်တော်ပင်ငယ်လို့တခါမှတော့သူပြန်သွားတယ်ပြန်သွားတဲ့အခါကျတော့ဟိုလဲရောက်ရောအရှင်ဘုရားရသော်ဘုရားကစုလပန်ဆိုတဲ့ကိုယ်တော်ပင်ခိုင်းပါတယ်လို့ဆိုတာ ပစ္စပုံးတထောင်ကပြောလိုက်တာငါးစုလပံမဲငါးစုလပံမဲငါးစုလပံမဲဆိုအားလုံးကတထောင်လုံးကစုလပံကြီးဖြစ်နေတာမပင်ရဲလို့ပြန်ပြေးသွားတယ်အဲ့တော့နောက်တတိယချိန်သွားတဲ့အခါကျတော့ယသဗျာနီးပေးလိုက်တယ်ပထမဆုံးငါးစုလပံလို့ပြောတဲ့ကိုယ်တော်ကိုလက်ဆွဲခေါ်ခဲ့လို့ပြောအဲ့ဒီတခါသွားပြီးတော့ရှင်ဘုရားစုလပံကိုယ်တော်ကြွပါဆိုငါးစုလပံလို့ဆိုတာလက်ဆွဲခေါ်လိုက်တာပျောက်သွားရောကျန်တာတွေက အဲ့ဒါအဋိဌာဏအဋ္ဌိတကောနဲ့ဖန်ဆင်းထားတယ်လို့ပြောတာเนาะဒီလိုစွမ်းတကောတွေလည်းလုံးလို့ရနမနှစ်ကတော့ဝိကုပ္ပနာအဋ္ဌိလို့ခေါ်တယ်ဝိကုပ္ပနာဆိုတာဝိဆိုတာထူးထူးခြားခြားကုပ္ပနာပြုလုပ်တာဥပမာမဲ့လူစင်စက်ကနေပြီးတော့ဆင်ယုတ်ကြီးဆင်ကြီးဖြစ်အောင်ဖန်ဆင်းတယ်လူစင်စက်ကကြားကြီးဖြစ်အောင်ဖန်ဆင်းတယ်ရှင်မောဂလန်ကြည့်တယ် လူစင်စစ်ကနေပြီးတဏှောပဏ္ဏနဂါမင်းနဲ့စစ်ပြိုင်တဲ့အခါကျတော့တဏှောပဏ္ဏနဂါမင်းကနဂါဆိုတော့ရှင်မပေါကလန်ကဂလုံးလို့ဖြန်ဆင်းလိုက်တယ်။ဟောဂလုံးလို့ဖြန်ဆင်းတယ်။အဲ့ဒီလိုရုပ်ပုံပြောင်းပြီးတော့ဖြန်ဆင်းတာမျိုးထူးထူးခြားခြားဖြန်ဆင်းတာမျိုးတွေဟာဒါဝိကုပ္ပနာအဋ္ဌိလို့ခေါ်တယ်။ဒါလည်းဆိုင်းတတ္တိတစ်မျိုးပဲ။နောက်တစ်ခါကျတော့မနောမယအဋ္ဌိဆိုတာ စိတ်ဖြင့်ဖန်ဆီးတဲ့ခန္ဓာကိုယ်မျိုးအနောမယစိတ်ဖြင့်ဖန်ဆင်းလိုက်တယ်စိတ်ထဲကဖန်ဆင်းထားတဲ့ရုပ်မျိုးလည်းပဲဖြစ်နိုင်တယ်တဲ့နောက်တစ်ခုအစွမ်းတစ်ခုကညာနဝိဖာရအဋ္ဌိတဲ့ညာရဲ့စွမ်းရည်တတိနဲ့ဖြစ်ဖြစ်ဆုံးတာအဲ့ဒီညာနဝိဖာရအဋ္ဌိကလည်းအံဩစရာကောင်းတယ် အရတမဉဏ်အရတဘူဉဏ်ရဖို့အခြေခံနေသူတို့ရဲ့ပစ္စည်းဘဘဝိကပုဂ္ဂိုလ်တွေရဲ့တဏ္ဏမှာရှိနေတယ်ဆိုပါစို့ရှင်ဘာကုလအလောင်းကလေးဟာအိုးငငယ်လေးမြစ်ထဲသွားပြီးတော့ရေချိုးတဲ့အခါကျတော့ငါးကဟတ်သွားငါးမျိုးတဲ့ထဲမှာပါသွားတယ်အဲ့လိုပေါ်ပါသွားပြီပဲလို့ မသေးတာဟာဘာကြောင့်မသေးတော့ဆိုရင်ဒီညာဏဝိဖာရသူ့ရဲ့အရတ္တမေညာရလက်တံဖြစ်တဲ့ညာစွမ်းကြောင့်မို့လို့ဒီသိဆုံးခြင်းမရှိဘူးတခါတန်ကိစ္စဆိုတဲ့တာမဏေဟာဝိဖွာလာတဲ့အချိန်မှာမမွေးဖွားခင်သူ့မိခင်ကကိုဝန်ကြီးနဲ့တည်သွားတာတည်သွားလို့သင်္ချိုင်းပို့ပြီးတော့မိရှို့တဲ့အခါမှာ တဇူဝရိနဲ့ထိုးရင်အဲ့ဒီဖိုက်ထဲကကလေးလေးကလွင့်စင်ပြီးတော့တမန်မြေချုံပေါ်မှာသွားကြရတယ်နော်မိရှုတဲ့ထဲကနေပြီးတော့နော်အဲ့ဒီကလေးလေးကဒီအသက်အိမ်နဲ့ပတ်ပတ်ပြီးတော့သူကအသက်ရှင်တယ်တမန်မြေချုံပေါ်ကြလို့သူ့ကိုဓပ္ပလို့နာမည်ပေးထားတာတန်ကိစ္စတို့ဓပ္ပတို့ဆိုတာဒီလိုပဲဒီမသေးဘူး ဘာဖြစ်လို့မသေးတော့ဆိုပစ္စည်းမဘဝိကဒါညာနာဝိပါဒအဋ္ဌိလို့ခေါ်တယ်။အတိညာရဲ့ဆိုင်တတ္တိတစ်ခုပဲ။ရှင်တပ္ပါတို့ရှင်သင်္ကိစ္စတို့ဆိုတာအဲ့ဒါမျိုး။နောက်တစ်ခုကတမာတိဝိပါဒအဋ္ဌိ။တမာတိဝိပါဒတမာတိစွမ်းအားနဲ့ဆိုရင်လည်းပဲဘယ်သူမှဒုက္ခမပေးနိုင်ဘူး။တခါတော့ရှင်သာရိပုတ္တရာမထေရ တောရကျောင်းမှာရှင်မောကလန်နဲ့အတူတောရကျောင်းလေးမှာထိုင်နေကြထိုင်နေရင်တဘာဘဝင်စားနေလာကြီးကလည်းတာလိုက်တာအဲ့ဒီချိန်မှာရှင်သာရိပုတ္တရာလည်းပဲခေါင်းကိုအဲ့ဒီနေ့မှာပြောင်းအောင်ရိတ်ထားတာအပေါ်ကလမ်းရောင်နဲ့ဆိုတော့ခေါင်းလေးကလည်းပြောင်းပြီးတော့အလက်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 ဖြစ်နေမှာပေါ့ခေါင်းပြောင်းမှာလာတာနေတဲ့အချိန်အဲ့ဒါလို့ ရှိနေတဲ့အချိန်မှာဟိုးမြောက်အရကနေကောင်းကင်ကနေပြီးတော့မြောက်အရကနေတောင်ရက်သွားတဲ့ဘလူးနှကောင်အဲ့ဒီနန္ဒဆိုတဲ့ဘလူးကလာရောက်တဲ့ပြောင်းလဲပြောင်းလဲဖြစ်နေတဲ့ရှင်သာရိပုတ္တရာခေါင်းပြောင်းကိုမြင်တဲ့အခါကျတော့လက်သီးနဲ့ထိုးချင်စိတ်ပေါက်တယ်။ကြံ့ကြံ့ဖာမနော်စိတ်ကူးရတယ်။ခေါင်းပြောင်းပြောင်းမှလာရောက်ဟတ်နေတာကိုမြင်တဲ့အခါကျတော့လက်သီးနဲ့ထိုးချင်လို့တဲ့ ိုယဟန်ထိုင်းနေတာကတတိနဲ့သွားထိုးမယ်ပေါ့ဟိုဘွားတော့ကဘောင်စင်သမားများဖြစ်လာသလားမသိဘူးသူကထိုးရင်ကြိတ်ချင်တယ်ဝါသနာရှိတယ်အဲရှင်သာရိပုတ္တရာထိုင်းနေတာမြင်တယ်လက်တိနဲ့သွားထိုးမလို့လို့တော့သူ့ကို follow လုပ်တဲ့ဒီဘီလူးကပြောတယ်မလုံနဲ့မင်းသွားမလုံနဲ့အဲ့ဒီယဟန်အမတန်တကူကြီးတယ်သွားမလုံနဲ့ဟိုကသမဘာဝင်စားနေတာမရဘူးသူလုံမှာပဲလက်သီးစွန်းပြအောင်မယ်ဆိုဆင်းလာပြီးတော့ရှင်သာရိပုတ္တရာခေါင်းကိုလက်သီးနဲ့ထိုးတယ် သူလက်သီးချက်ကဘလောက်ပြင်းလဲဆိုတော့ခုခေတ်ကကစီးအစ်လက်ဟိုရင်ပေါက်ဆက်သမားရဲ့လက်သီးတွေပြင်းလိမ့်မယ်နော်စာထဲမှာဘလောက်ပြင်းလို့ဆိုရင်သူထိုးလိုက်တာတောင်းတကြီးတစ်ခုလောက်ဝုန်းဝင်နဲ့ပြိုကျသွားလောက်အောင်ပြင်းထန်တယ်လို့ပြောတာပဲအဲ့တော့ရှင်သာရိပုတ္တရာခေါင်းကိုလက်သီးနဲ့ထိုးလာထိုးလိုက်တဲ့အချိန်မှာရှင်သာရိပုတ္တရာကတမာတိစွမ်းအားတမာတိဝိဖာရအဋ္ဌိဆိုတဲ့စွမ်းအားကြောင့်ဒီလောက်ပြင်းထန်တဲ့လက်သီးတံလေးဟာ ကောင်းမှချင်းလေးနဲ့ကြိုက်သွားသလားလို့ရာယုံလေးပဲရလိုက်တယ်။ဘာဖြစ်။အဲ့ဒါကိုဘသူကမြင်လို့ဆိုရှင်မမောကမြင်လိုက်တာ။အေးတမာတိဝင်စားနေရကလက်သီးနဲ့လဲထိုးပြီးရောရှင်သာရိပုတ္တရာတမာတိကနေထလိုက်တော့။ကောင်းမှတမျိုးလေးပဲလို့ဒီလိုခံစားရတော့ရှင်မောကလန်ကပြေးလာပြီးအရှင်ဘုရားဘယ်နဲ့နေသေးတော့ဘယ်နဲ့ဒီဘလူးတကောင်အရှင်ဘုရားကောင်းလက်သီးနဲ့ဝင်ထိုးသွားတယ်တဲ့။ အဲ့ဒါခေါင်းပြောင်ပြောင်ရိတ်ထားလိုက်ရှင်တော့လက်ရောင်ထဲမှာမထိုင်ကြလေနဲ့လက်သီးနဲ့ထိုးရက်ကောင်နဲ့တွေ့ရင်မလွယ်ဘူးเนาะအဲ့တော့ရှင်ပြားခေါင်းဘယ်နဲ့နေတုံးဆိုရှင်သာရိပုတ္တရာပြောတယ်နည်းနည်းလေးရာကြည့်ကြည့်လေးတော့ရှိတယ်တဲ့ဆိုတော့ရှင်ပြားတဲ့အဲ့ဒါဘလူးကနေလက်သီးနဲ့ဝင်ထိုးသွားတာတဲ့အဲ့ဒီဘလူးလဲရှင်သာရိပုတ္တရာလက်သီးနဲ့လည်းထိုးပြီးတော့တစ်ကိုယ်လုံးပူလာကြီးလောင်လာကြီးဆိုပြီးတော့တေဆုံးပြီးငရဲကြသွားတာ ရဟန္တာပြမတော်ယက္ခပဟာရတုတ်ဆိုတာရှိအဲ့ဒါမျိုးကိုတမာတိဝိဖာရအဋ္ဌိတို့ခေါ်တယ်နောက်တစ်ခုဥထုတစ်ခုကတော့ခာနုကွန်တညာဆိုတဲ့ပထေကြီးကလမ်းမေးတနေရာမှာသူကငုတ်တုတ်ကြီးထိုင်ပြီးတော့တမာဘဝင်စားနေတာမောင်ကြီးတဲ့မှာပေါ့အဲ့ဒီအချိန်မှာရွာတရွာမှာတခိုးတွေကတခိုးပစ္စည်းဝင်ခိုးတယ် ဝင်ခိုးပြီးတော့ပစ္စည်းတို့ကြီးထားလာပြီးအဲ့လန့်ကဖြောက်တာဖြတ်တန်းပြီးတော့လာတယ်အဲ့နားကြတော့မောမောပန်းပန်းနဲ့ကဲအထုတ်ချပြီးနားကြမယ်ပေါ့ဇန်နာငုတ်တုတ်ထိုင်နေတာကိုသူတို့အတတုံးကြီးမှတ်တတုံးကြီးမှတ်နေတော့သူတို့ခိုးလာတဲ့စိတ်နေရွှေတွေခိုးလာတဲ့ခိုးရပါပစ္စည်းတွေကိုအဲ့ရန်နာရဲ့ခေါင်းပေါ်မှာစုပြီးတင်ထားကြတယ်တင့်ငုတ်ကြီးပေါ်တင်ကြတယ်ပေါ့လေအဲ့လိုနေပြီးတော့ ယန္တာကြီးကတော့တဘာဝဝင်စားနေတာဆိုဘာဖြစ်ဘူးတကယ်ဆိုလို့ရှင်လေဒါလောက်အလေးပင်ကြီးဆိုလို့ရှင်မလွယ်ဘူးပေါ့သူကောင်းဘူးနောက်တမဘက်ကထတဲ့အချိန်သခိုးတွေကလည်းအထုပ်မားတဲ့အချိန်ကြတော့အောက်ကယဟန္တာကြီးကလှုပ်လာတော့အဲ့ကြမှာလူမှန်းသိပြီးတော့ယဟန္တာကြီးမှန်းသိတဲ့အခါကျတော့မှထိုင်ပြီးရှ िख ိုးတောင်းပန်ကြတယ်တဲ့ ဒါလောက်လေးလံတဲ့အထုပ်အပိုးတွေခေါင်းပေါ်ဆုတင်တာဘာမှမဖြစ်တာဟာဒါတမာတိဝိဖာရအဋ္ဌိလို့ခေါ်တယ်ဒါလည်းအစွမ်းတစ်ခုတစ်ခုပဲတမန်ဆိုလို့ရှင်မခံနိုင်တဲ့အနေထားတစ်ခုရှိတာပေါ့နော်နောက်တစ်ခုကြည့်လေဥတ္တရာဆိုတဲ့တထေသမီးလေးဟာသူတို့ကဆင်းရဲဆင်းရဲတဲ့ဘဝကနေပြီးတထေဖြစ်သွားတာ သူတော်ကအိမ်လဲလောက်ရတယ်သူ့အဖေကသူတော်ကအိမ်လဲထွန်ပြီးတော့လဲလောက်ရတယ်ရှင်သာရိပုတ္တရာကိုလှူတယ်သူဇနီးကလည်းရှင်သာရိပုတ္တရာဆုံးကတ်တယ်အဲ့ဒီနေ့မှာသူတို့ထွန်ရက်ထားတဲ့မြေကြီးတွေအရွှေဖြစ်သွားအဲ့ဒီမှာသူတထေးဖြစ်သွားအဲ့ဒီပုံနာဆိုတဲ့တထေးရဲ့သမီးကဥတ္တရာအဲသူမနာဆိုတဲ့တထေးသားနဲ့သူ့ကိုအိမ်တော်ရဲ့ချအိမ်တော်ရဲ့ ယတာချပေးထားတဲ့ခါကျတော့ဟိုကဗုဒ္ဓဘာသာမဟုတ်ဘူးဗုဒ္ဓဘာသာမဟုတ်တော့တဝါတွင်းလုံးသူကဥပုသ်ဆောင်ခြင်းနဲ့တန်ဃာတွေကိုလှူခြင်းနဲ့တန်းခြင်းနဲ့သူကသောတာပန်ဆိုတော့ကုသိုလ်ကောင်းမှုလုပ်ခြင်းအဲ့ဒီအိမ်မှာကုသိုလ်ကောင်းမှုလည်းမလုပ်ရဘူးတရားလည်းမနာရဘူးယဟန်နေလည်းမဖူးရဘူးဆိုတော့သူစိတ်ထဲမှာမကြည်မနှက်ဖြစ်မကြည်မနှက်ဖြစ်တော့သူ့အဖေကိုလှမ်းပြီးတော့အကြောင်းကြားတယ် ဒီအိမ်တွေကတော့သူဆင်းရဲတယ်ပေါ့တန်ခါတွေလည်းတပားမှဆွမကြွေးရဘူးတရားလည်းမနာရဘူးအဲ့တော့ဒီအိမ်ကိုရောက်တာသူကထောင်ကျနေတာနဲ့တူတူပဲဆိုသူ့ဖေကပက်ဆက်နေပို့လိုက်တယ်ပက်ဆက်နေပို့လိုက်ပြီးတော့ငါသမီးတဲ့အော်ပြည်တစားမှတဦးကိုငှားထားပြီးတော့ငါသမီးကုသိုလ်ကောင်းသူလုံးလို့ဆိုပြီးတော့သူအဖေလုံးတဲ့ပုဂ္ဂိုလ်ကလှမ်းပြီးတော့ပက်ဆက်ပို့တနေ့ကိုတထောင် တနေ့ကိုတထောင်နဲ့သီရိမာဆိုတဲ့ပြည်စံမှာငားပြီးတော့သူ့ယောက်ျားကိုလုံကျွေးပြုခိုင်းတယ်ပေါ့သူကတော့သူ့ခြံရံနေနဲ့နေ့စဉ်နဲ့မြတ်တန်ဃာတွေကိုပင့်ပြီးမိဖို့ကြောင့်တည်းမှာမောမောပန်းပန်းနဲ့ဆွနေချက်ဆွနေလောင်းကုသကောင်မှုတွေတဝါတွင်လုံလုံတာအဲ့ဒီလိုလုံနေတာကိုတရက်တော့ပြင်ဘက်မှာသူက ချွေးတီတီတန်လေးလေးနဲ့ထမင်းအိုးနေချက်ပြီးတော့နေတာပင်ပင်ပန်းပန်းလှုပ်နေတာတတိသားကအိမ်ပတင်းပေါက်ကိုဖွင့်ပြီးတော့ကြည့်တော့ဥဒ္ဒရာကိုမြင်တဲ့အခါကျတော့သူ့စိတ်ထဲမှာဘလို့တွေးတော့ဆိုရင်ခြေစမ်းတဲ့ဒီကောင်မအပင်မခံပြီးတော့ချမ်းချမ်းသာသာမနေတတ်ဘူးပေါ့သူကချွေးတီတီနဲ့ချက်လို့ပြုတ်လို့ပင်မခံနေဆိုပြီးတော့သူ့အတွေးနဲ့သူကပြုံးတာအဲ့လိုပြုံးတော့တီတီမာက ဘသူကြည်ပြီးပြုံးတာတော့လို့သူကလည်းပရိမောကကြည်လိုက်တဲ့အခါကျတော့ဥဒ္ဒရာကိုကြည်ပြီးတော့ပြုံးတယ်ဆိုတာကိုသိတော့သူ့စိတ်ထဲမှာမနာလိုစိတ်ဖြစ်သွားမနာလိုစိတ်ဖြစ်သွားပြီးတော့အိမ်မောကနေတောက်လျှောက်ဆင်းသွားပြီးတော့ဟိုမှာစီရီထောပတ်တီချက်ထားတဲ့ထဲကနေပြီးတော့မှုန့်နဲ့ခတ်ပြီးတော့ဥဒ္ဒရာရဲ့ခေါင်းသွားလောင်းတာ ဲ့ဒီလိုလောင်းတဲ့အခါမှာဥဒ္ဒရာကဘာစဉ်းစားတော့ဆိုရင်ဩသူ့ကျေးဇူးကြောင့်ဘာကုသိုလ်တွေလုပ်ခွင့်ရတယ်သူ့ပုံမှာမပြစ်မှားဘူးချမ်းသာပါစေဆိုပြီးတော့မေတ္တာပွားပြီးတော့နေလိုက်တယ်လောင်းချလိုက်တာအမတန်ပူတဲ့เนาะအမတန်ပွတ်ပွတ်ဆူနေတဲ့ထောပတ်စီတွေဟာဥဒ္ဒရာခေါင်းပေါ်လဲရောက်ရောအေးမြးပြီးတော့သွားမပူအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှင်ဒီတမာတိဝိပါဒတကောပဲတဲ့ တယ်လို့ဆိုလို့ရအဲ့တမဝတိမိဖုရားကြီးကလည်းပဲတခါတော့ကဥဒိဏမင်းကအမြင်မှားပြီးတော့တာမဝတိနဲ့အဖွဲ့ကိုအကုန်လုံးပြစ်တတ်မယ်ဆိုပြီးတော့မြားနဲ့ချိန်ပြီးအလုံးကိုတန်းစီရခိုင်တယ်တန်းစီရခိုင်ပြီးတော့ရှင်ဝတ်တဲ့မြားနဲ့ချိန်ပြီးတော့ပြစ်တာမြားကလုံးဝမထွက်ဘူ ဲ့ဒါဘာကြောင့်မထွက်တာတော့ဆိုတာမဝတိကအေးဘယင်မင်းတရားကြီးပေါ်လဲဘလို့မှစိတ်မပြင်းမှားကြနဲ့ဂုံးတိုက်တဲ့မာဂန္ဒီဆိုတဲ့ဘိဗျာပေါ်မှာလည်းမပြင်းမှားကြနဲ့အာလုံးမေတ္တာဘာဝနာပွားကြဆိုတဲ့တမာတိစွမ်းအားသူတို့တဏ္ဍာမှာရှိနေတို့မြားကပြစ်လို့မရဘူးတဲ့ဟောအဲအဲ့ဒါတွေအပါတော့ဆိုတမာတိဝိဖာရအဋ္ဌိလို့ခေါ်တယ်တမာတိစွမ်းအားနဲ့တားတာ နောက်တစ်ခုကရိယာအဋ္ဌိအရိယာအဋ္ဌိအရိယာပုဂ္ဂိုလ်တွေဟာစိတ်ကိုပိုင်နိုင်တဲ့စွမ်းရည်တတ္တိရှိကြတယ်။ယွန်စရာကောင်းတာကိုယွန်စရာမကောင်းဘူးလို့စိတ်ထဲမှာပြောင်းပြီးတော့ထားလို့ရတယ်။ဥပမာမယ်ဆိုပါစို့ရှင်မကတ္တဗာကြီးကိုလူနာယောဂဆွဲနေတဲ့လူကြီးတယောက်ကနေသူစားနေတဲ့ထမင်းတွေကိုသွေးထဲထည့်တော့ သူ့ရဲ့လက်ချောင်းလေးတစ်ချောင်းကတပိတ်ထဲကိုပြတ်ကျကျန်ရစ်တယ်။နော်လူနာယောကဆွဲနေတဲ့သူ့ရဲ့လက်ချောင်းကလေးတစ်ခုကအဲ့တပိတ်ထဲပြတ်ကျကျန်ရစ်တယ်။သို့သောရှင်မကသဗ္ဗမထေရကအဲ့ဒီလက်ချောင်းလေးနဲ့ဆွန်းတဲ့ကိုဓာတ်လူထားနိုင်တယ်။ဒါအလုံးဟာပထဝီဓာတ်ပဲဆိုပြီးတော့လက်ချောင်းလေးကိုတော့မစားဘူးပေါ့နော်။ဆွန်းကိုတော့ဒီတိုင်းပဲပဲရှက်ရှက်ဖုံးပေးနိုင်တယ်။အဲ့ဒါအရိယသူတော်စင်တို့ရဲ့ စွန့်ရတ္တိတခုပဲစိတ်ဟာယုံစရာကိုမယုံမဲနေနိုင်တယ်เนาะနတ်သမီးအာယုံလိုအာယုံမျိုးတွေ့ရင်လည်းမတတ်မဲ့ပဲနေနိုင်တယ်ဆိုတာဒါအရိယပုဂ္ဂိုလ်ရဲ့စွန့်ရတ္တိတခုတခုပဲဒါလည်းတခုလို့ခေါ်တာပဲဥစိတ်ကိုထိန်းနိုင်တဲ့စွန့်ရတ္တိတခုနောက်တစ်ခါကျတော့ကမ္မဝိပါကစကမ္မဝိပါကကံရဲ့အကျိုးတရားအနေနဲ့ပေါ်လာတဲ့အစွမ်းတကူဆိုတာရှိသေးတယ် အဲ့ဒါတွေကတော့ငှက်တည်းဟာကောင်းဝင်ပြန်နိုင်တာဒါသူတို့ကမ္မဝိပက္ခစလို့ခေါ်တယ်သူတို့ကံရဲ့အစွမ်းတတ္တိပဲဒါလူတွေမပြန်နိုင်ဘူးသူတို့ကံကြောင့်မို့လို့ကံပေးတဲ့အစွမ်းရတ္တိတွေပဲသူတို့ကောင်းဝင်ကိုပြန်နိုင်တာကဘာဝုခေကလူသားတွေဟာလည်းပဲကောင်းဝင်ကိုပြန်နိုင်တယ်ကောင်းဝင်မှာကျက်စားတယ်ဆိုတာဒါလည်းကံကြောင့်ဖြစ်တာတွေပဲအလုံးကကံပေးတဲ့အစွမ်းရတ္တိတွေပဲ ခိတာဆိုတဲ့တတဝါဟာကဘာပေါ်မှာအပြည့်အမြန်ဆုံးပါဒါလည်းပဲသူကကံကပေးတာပဲပေါ့တတဝါတွေမှာသူတို့ဆိုင်ရဆိုင်ရကံကပေးထားတဲ့အစွမ်းတတ္တိတွေချိကြတယ်တဲ့အဲ့ဒါကိုကမ္မဝိပါကစေတိလို့ခေါ်တယ်နောက်တစ်ခုကကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့အစွမ်းတကူဆိုတာတစ်မျိုးရှိတယ်ပုံညာဝတ္တောအဋ္ဌိကုသိုလ်ရှင်တွေရဲ့အစွမ်းတကူ ေကုသိုလ်ရှိပြီဆိုလို့ရှင်မြေကြီးကနေပြီးတော့ရွှေတောင်တွေပေါက်တာစတိလာတော့ဆိုရင်မြေကြီးကနေပြီးတော့ရွှေတောင်ပေါက်လာမေနကတထေးကြီးဆိုလို့ရှင်အဲ့နောက်ပိုင်းမှာရွှေဆက်ရုပ်တွေပေါ်လာဇောတိကဆိုလို့ရှင်လည်းယရနာစီချက်ထားတဲ့နတ်ပြတ်သက်ကြီးပေါ်လာဒါတွေကဘာဖြစ်လို့တော့ဆိုကုသိုလ်ကောင်းမှုကပေးတာဒါတွေကအဲ့ဒါပုံညာဝတ္တအဋ္ဌိတို့ခေါ် မေတ္တာကသထေကြီးဆိုလို့ရှိရင်ရေမိုးချိုးပြီးကောင်းငင်ကြည့်လိုက်တာနဲ့တပြိုင်တည်းစပယ်ကြီးတွေဟာအကုန်လုံးကောင်းငင်ကနေစပားတွေကြပြီးတော့ပြည့်သွားတယ်လို့ပြောတာဒါရီယာသူ့ရဲ့တကူအိဋ္ဌိပတ်ပဲလို့ပြောတာဘာမှမနန်နေပါလေရွတ်တာမဟုတ်ဘူးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကလည်းကုသိုလ်ကောင်းမှုကအစွမ်းတကူတစ်ခုပဲတဲ့နောက်တစ်ခုကတော့ဝိစာမယအိဋ္ဌိဒါကတော့တန္တရတို့မန္တရတို့ ဝိဇ္ဇာအတတ်ပညာလေး ਨੇ အင်းချတာတို့အင်းတောက်တာတို့ဒါတွေရှိမှာပေါ့လေတန္တရမန္တရာစနစ်တကျလုံရင်ကနေပြီးတော့အစွမ်းတကူတွေရှိလာတာအဲ့ဒါကဝိဇ္ဇာမယအဋ္ဌိတို့ခေါ်တယ်။ဟောနောက်တစ်ခုကတော့နောက်ဆုံးတစ်ခုကဘာတော့ဆိုရင်တထတထသမ္မာပယောဂိဋ္ဌိသမ္မာပယောဂကကျူကံအထုတ်တဲ့လုံလဝီရိယတစ်ခုတို့ပြောတယ် ေးဘဝတစ်ခုရလာတဲ့အခါမှာစီးပွားရေးကိုကြိုးစားလို့စီးပွားရေးအောင်မြင်လာတဲ့ဒါတမ္မာပြောကအဋ္ဌိပဲစာပေကြိုးစားတင်လိုက်လို့တောရမှာတောအောင်စနေဘုံမှာမွေးတဲ့ပုံကောပဲဖြစ်စေအထိတ်တန်းထက်တန်းကိုရောက်လာနော်ထူးချွန်တဲ့ပုံကောဖြစ်လာခုခေတ်လူပြောမယ်ဆိုလို့ရှင်အေးတောကလူတယောက်စာကြိုးစားတယ်စာကြိုးစားသည့်အတွက်ကြောင့် ဒီဂရီတွေများစွာရတယ်ဒီတွေရတယ်နောက်ဆုံးကစေစေပညာထီအောင်မိလို့ဟောဆရာဝန်ကြီးဖြစ်သွားတယ်နာမည်ကြီးတဲ့ဆရာဝန်ကြီးဖြစ်သွားဒါသမ္မပယောဂိဋ္ဌိလို့ခေါ်တယ်ကိုယ်တိုင်ကြိုးစားလို့ထွက်ထရောက်သွားတာဒါမျိုးတွေကလည်းအများကြီးရှိတာပဲလေအိန္ဒိယနိုင်ငံမှာဆိုရင်စန်းနိုင်တဲ့ထဲကအမ်ဘေဒကာဆိုတဲ့စန်းနိုင်အိန္ဒိယနိုင်ငံသားတယောက်ဆိုလို့ရှိရင် ကျိုးစားလိုက်တဲ့အတွက်ကြောင့်ဒေါက်တာဘွဲတွေရဒေါက်တာဘွဲရပြီးအိန္ဒိယနိုင်ငံရဲ့ constitution ကိုသူရေးတာတကယ်ဆိုလို့ရှိရင်စနေဆိုတာ untouchable ဘယ်သူမှမထိကျင်ဘူးမကင်ကျင်တဲ့ပုဂ္ဂိုလ်နောက်ဆုံးဝါဒီမြင်းလဲတွေကလည်းသူတို့မတင်ဘူးကားကလည်းမတင်ဘူးသူတို့သူတို့နားဆိုရှောင်ရတယ်အဲ့ဒါလို့ဘဝမှာနေကြတဲ့ဘဝကနေပြီးတော့ဟုတ်လားနိုင်ငံမှာ တကယ်ကိုအစစ်မြင့်တဲ့ယာလူကြီးတွေကိုရသွားတယ်ဆိုတာတာမန်ပယောဂိတ်တိတို့ခေါ်တယ်တာမန်လူကလေးတယောက်ကတထေးကြီးဖြစ်သွားတာမျိုးတွေဟာဒါတတတတတာမန်ပယောဂိတ်တိပညာဓာတ်ကြီးဖြစ်သွားတယ်အေးဒါကြောင့်မလို့ပေါင်းလိုက်တဲ့အခါကျတော့ဒါအဋ္ဌိဆယ်မျိုးလို့ခေါ်တယ်အဲ့ဒီအဋ္ဌိဆယ်မျိုးတွေကအခုပြောတဲ့အဘိဓုယံတော့ဟာမြမပြေကနေပြီးတော့လူပြေကကြားလောက်အောင် အတန်နဲ့ရွနိုင်တယ်ဆိုတာသူ့ရဲ့ဒိဋ္ဌံချက်အောင်မြင်မှုပဲအဒိဋ္ဌာကအဋ္ဌိနဲ့ဖန်ဆင်းတယ်လို့ဒီလိုပြောရမှာဖြစ်ပါတယ်အေးဒါကြောင့်မို့လို့အဲ့ဒီအဘိဓုယဟံခေါ်ကြဆုံးမထားတဲ့အထက်ပိုင်းယောအိမတမေဓမ္မဝိနည်းအပမတ်တော်ဝိဟတတိပဟာယဇာတိတန္တာရံဒုက္ခတန္တံဂရိတတိ လူဘုရားရလာပြီးတော့သာသနာတော်ကြီးနဲ့ကြုံတွေ့တဲ့အခါမှာမမေ့မလျော့ဖို့အရေးကြီးတယ်မမေ့ဘူးဆိုတာဒါနာကောင်းမှုပြုဖို့မမေ့ဘူးစင်ဆက်မပြတ်လုပ်တဲ့သီလဆောင်တည်ဖို့မမေ့ဘူးစင်ဆက်မပြတ်လုပ်တဲ့ကမ္မထဘာဝနာပွားများအထုတ်ဖို့မမေ့ဘူးစင်ဆက်မပြတ်လုပ်တယ်ဆိုတဲ့အဲ့ဒီတရားတွေကိုမမေ့မဲ့မမေ့မလျော့ကြိုးစားအထုတ်ကြမယ်ဆိုလို့ရှိရင် ချစ်လိုက်အိုလိုက်နားလိုက်သေလိုက်ဆိုတဲ့ဒီတန်တရားကြီးကိုဖယ်ရှားပြီးတော့ဆင်းရဲဒုက္ခတွေအဆုံးသတ်တော့မှဖြစ်ပါတယ်။ဒါကြောင့်မို့တရားချက်ကပြုလို့စဉ်ပြိဋ္ဌတ်တို့ဟာမမေ့မလျော့ကြိုးစားအထုတ်ခြင်းဖြင့်သာလဲကုသိုလ်ကောင်းမှုတို့၌မမေ့မလျော့ခြင်းကသာလဲကောင်းကျိုးချမ်းသာတွေကိုရပြီးတော့ဒုက္ခအဆုံးသတ်နိုင်တယ်ဆိုတာသဘောပေါက်ပြီးတော့ ကုသိုလ်တရားတို့၌မမေ့မလျော့ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းအာသုအာ